โอเคဒီနေ့မှာကျွန်တော် GD အောင်လို့ရှိရင်ရတဲ့အောင်လမ်းမှတ်လေးကိုကျွန်တော်ပြချင်တယ်ဒီဟာကတော့ကျွန်တော်တို့အရင်တုန်းကကျွန်တော်2020ခေတ်ကလေးအောင်ခဲ့တဲ့အောင်လမ်းမှတ်လေးပေါ့နော်ဒါပေမဲ့ဒီလိုမျိုးတော့ကျွန်တော်မရဘူးဒါကကျွန်တော်ကျွန်တော်ကနေကျွန်တော်ကိုအဲလုတ်ပေးတဲ့ဟာလေးပေါ့နော်ဆိုတော့အောင်လို့ရှိရင်ကျွန်တော်ကဒီ PDF ဖိုင်လေးပေါ့နော်ကျွန်တော်ဒီ PDF ဖိုင်လေးနဲ့ထုတ်ပေးတာပေါ့အထက်မှာကျွန်တော်ပြပေါ့နော်ဒီလိုမျိုးလေးဒီမှာနှစ်ခုရှိတယ်ပေါ့နော်ဒါ GD အပေါ်မှာကျွန်တော်ဒီ GD ကဒါ diploma ပေါ့နော်ဒါအောင်လမ်းမှတ်ကျွန်တော်နာမည်နဲ့ပေါ့နော်ဒီမှာ ဖုံးမြင့်မိုးအဲအဲ့လိုမျိုးအာဖုံးမြင့်မိုးက GED ကိုဘယ်လိုပဲ high school နဲ့ညီတဲ့အောင်လာမတစ်ခုကိုအဲရရှိသွားပါတယ်ပေါ့အဲသူအဲ့လိုမျိုးကြီးရပြီကျွန်တော်ဆိုအောက်မှာကျွန်တော်ရဲ့အဲအောင်ခဲ့တဲ့ခုနှစ်လေးပေါ့နော်2022ဆိုတော့3နှစ်နီးပါးတော့ကြာပြီပေါ့နော်ဆိုတော့တော်တော်လေးကိုကျောင်းကြီးအောင်တော်တော်လေးကိုကြာနေပြီပေါ့နော်အဲ့တော့ဆိုလို့ရှိရင်အခုလိုမျိုးပေါ့နော်တင်တိုင်းလည်းအများကြီးမရှိသေးဘူးပြကျွန်တော်ကလည်းအဲ့ဒီဒီ new class school ပေါ့နော်ကျောင်းဒီတွေ့တဲ့ကျောင်းမှာကျွန်တော် အာကျူတာလောက်ခဲ့ဝန်တော်ဒီဗိုလန်တီယာလောက်ခဲ့ရင်းနဲ့ကျွန်တော်ရီးဒီကိုကိုယ့်ဟောက်ကိုဖြည့်ခဲ့တယ်အဲ့တော့ဆရာကြီးကလည်းအဲ့တော့ဒီအများကြီးမရှိသေးဘူးဗျာဆိုတော့ဒါကျွန်တော်ကရခဲ့တာပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်အာအမှတ်စင်ရှိတယ်ဗျာဒီ transcript တွေပေါ့နော်အမှတ်စင်ကတော့ဒီမှာကိုယ့်ရဲ့နာမည်ပါမယ်ကိုဖြည့်ခဲ့နေရာလေးတွေကိုပြီးခဲ့တဲ့အချိန်လေးပြီးလို့ရှိရင်ဒီမှာကျွန်တော်ဒီဖြည့်ခဲ့တဲ့ဘာရက်လေးပေါ့နော်ပြီးတော့အမှတ်လေးနေအောင်ဆိုအောင်နဲ့ကြားဆိုကြားပေါ့ကြားတော့ကျွန်တော်မရေးခွန်းတော့ကျွန်တော် သူကကြီးတွေကကြားလို့ရှိရင်ပြန်ဖြေရတယ်ပြဒါပေမဲ့ကြားတဲ့ဟာတော့ဒီမှာတော့မရေးထားဘူးပေါ့နော်ဆိုတော့အဲဒီမှာကျွန်တော်ဖြေခဲ့တော့ကဒီတင်ချကိုကျွန်တော်ကဒီအဲနှစ်လပိုင်းမှာဖြေတယ်သိပ်ပံကိုကျွန်တော်လေးလပိုင်းမှာဖြေကျွန်တော်နှစ်လပိုင်းမှာချတယ်ဆိုတော့ပြောချင်တာကြီးတွေကကျွန်တော်တို့ဒီမှာလေးပါလုံးတစ်ခါတည်းစလိုက်ဖြေဖြေစရာမလိုဘူးဗျာကြားမှာကျွန်တော်ခွဲဖြေလဲရတယ်ပေါ့နော်ကျွန်တော်ဒါအဲကြီးဖြေခဲ့တော့ကရခဲ့တဲ့ဟာလေးပေါ့နော်အမှန်တိုင်းဆိုလို့ရှိရင်ဒါကတော့ဒီလိုမျိုးမပေးဘူးပေါ့နော်ဒါကကျွန်တော်က ဲ့ဒီကြောင်းမှာအလုံးလုံးခဲ့ရင်းနဲ့ဒါသူတို့သူတို့တင်တဲ့ကလေးနဲ့တခါတည်းအောင်သွားတော့ကျွန်တော်ကတခါတည်းဒီမျိုးလေးတသက်ရဲ့လောက်ခေတာပါနော်ကိုကကြီးအောင်လို့ရှိရင်ကိုရဲ့ကြီးဒီအကောင့်ဖွင့်ရတယ်ဗျာအဲ့ဒီအကောင့်မှာပဲကိုကဒီအိမ်စန်းလေးဝယ်ရတယ်အိမ်စန်းရက်ဒီရွေးရတယ်ပေါ့နော်ဘောလုံးအမှပဲငွေရှင်းပါရှင်းအကုန်လောက်ရတယ်ဗျာအဲ့ဒီမှာလုတ်ပြီးကျွန်တော်တို့ဖြည့်တိုင်းတာနဲ့ကိုကဖြည့်ပြီးတာနဲ့ကျွန်တော်မြန်မာလူမျိုးပေါ့နော်ဒီမြပါပြဒီ7000 12000လူမျိုးအကြောင်းဒီတလားနှစ်လားမစောက်ရမလို့ဗျာကိုကဖြည့်ပြီးတာနဲ့အာ9ဝက်တနိုင်အတွင်း တော့အမှတ်ထွက်လာဗျာအမှတ်ထွက်လာတဲ့ဒီဒီပလိုမာနှစ်ခုကိုကိုယ့်ရဲ့အဲ့ဒီ GD အကောင့်ဖွင့်ထားတဲ့ email ကနေပဲဒီနှစ်ခုလုံးကြောင်းပို့ပေးတယ်အဲ့တော့ပို့ပြီးလို့ရှိရင်ဒါကို down ပြီးတော့တင်ထားလို့ရတယ်ဗျာမတင်ထားချင်လဲဒီလိုမျိုး server link ထုတ်ထားရင်လည်းအရာကြောင့်ထုတ်ထားရဲဆိုတာကဒါအကြောင်းအလုပ်ရဖြစ်တယ်ကျွန်တော်တင်ထားတာပေါ့နော်ခုဒီဒါဆိုရှိကြောင်းဒီလိုမျိုးမတုံကျွန်တော်အခုကြောင်းလျှောက်တော့အောင်ဆိုလို့ရှိကျွန်တော်ဒီအဲ့ email down တဲ့ဟာကိုပဲကျွန်တော်ပို့ပြီးတော့ပေါ့နော်ဒါကတော့ကိုယ့်အိမ်မှာအမှတ်တရနေရဖြစ်ဖြစ်ဒါအလှနေရဖြစ်ဒါတင်ထားလို့ရတယ်ပေါ့နော်ဒါလေးကဒါကြွားရတော့မဟုတ်ဘူးဒါက ဘလို့ကြီးလက်မှတ်ကဘလို့မျိုးရှိဆိုတော့အဓိကပြောပြချင်တာပေါ့ကျွန်တော်ဒီမြန်မာမှာလည်းဆန်ရအောင်ရှိတယ်ဆန်ရအောင်လက်မှတ်ရတယ်လို့မျိုးကြီးမှာလည်းအောင်လက်မှတ်ရှိတယ်ပေါ့နော်ဒီတိုင်းဟိုဒီမှာဒီလိုဆက်ရွေးယူသွားယူရတာမဟုတ်ဘူးဗျာကိုယ့်ရဲ့ကြီးဒီအကောင့်မှာတခါလေးပို့ပေးတာဖြစ်အတွက်အဲကိုယ့်အနေနဲ့ down လို့ရတယ် down လို့ရှိရင်ဒါတင်ထားပြီးတော့ကိုယ်ကြောင်းရှောက်တော့ဖြစ်ဖြစ်ဒါမှမဟုတ်ရှိနေအလုံးရှောက်ရင်လည်း အဲ့ဒီ G ဒီလက်မှတ်လေးပထခါးပို့လို့ရပါဗျာအာ G ဒီပြီးတော့တင်ပထခါးလေးအဲ့လိုအလုံးရမှာလို့ကျွန်တော်အာမရမခံဘူးဒါပေမဲ့ကိုကအလုံးရှောက်လို့ရှိရင်အ G လက်မှတ်လေးထည့်ပြီးတာပေါ့နော်အဲ့တော့ဒါဆိုငါ G ဒီပြီးထားတယ်ငါ့ကိုအလုံးအတွက်ပို့ပြီးတော့အခွင့်အရေးပေးနိုင်မလားဗာမလားအဲ့အဲ့လိုမျိုးလေးပေါ့နော်ဆိုတော့ဒါဒီနေ့ကျွန်တော် G လက်မှတ်အကြောင်းလေးပြောရတာဖြစ်ပါတယ်